ကစီ YouTube channel တွေကပြန်လဲကြိုးစားပါဗျာနော်နေပါလေပြောချင်လဲဆိုတော့ကျွန်တော်ရေဆောင်းဆောင်းချင်မိုတင်စီရည်ထားတယ်နော်အမျော်အမြင်ဆိုတဲ့ဟာလေးပေါ့နော်အမျော်အမြင်ဆိုတဲ့ဟာမှာဘာလဲဆိုတော့ပြောင်းကျင့်ခိုးဝင်ပညာသင်ဒုက္ခတဲ့တို့ပုံစံမျိုးစုံနဲ့အစ္စလမ်ဘာသာဝင်တွေအနောက်နိုင်ငံကိုရောက်အောင်သွားကြတယ်ဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါလေးဖတ်ပြပေးမယ်ပေါ့နော်ဖတ်ပြပေးမယ်လေးအောင်မဖတ်ပြပေးခင်မှာဒီမှာ VO ရမေးထားတာပေါ့နော် VO ရမေးထားတဲ့အရာလေးနော်ကျွန်တော်မြန်မာနိုင်ငံအတွက်အရေးပါတဲ့အရာလေးပေါ့နော်ကျွန်တော်ဒီဟာလေးဖွင့်ပြပေးချင်တော့ကြာပါပြီဒါလေးကနော်ကြာပြီဆိုမှရင်တော့ သူတို့ကျင့်ဝတ်တွေဘာကြီးစောက်တယ်ပေါ့ဗျာသတင်းသတင်းမီဒီယာမှာသတင်းမီဒီယာကျင့်ဝတ်တွေရှိတဲ့ဟာသတင်းမီဒီယာတွေမှာသတင်းအဲ့တရားဝင်ကျင့်သုံးရမယ့်အရာကြီးလိုက်နာမယ့်အချက်လက်တွေကြီးအခုသတင်းမီဒီယာကြီးကသတင်းမီဒီယာသတင်းဌာနကြီးကထောင်ထားတာစောက်ချက်မရှိ ခွေးတရောင်းသားတွေဗျာခင်ဗျာနော်အဲ့တော့ဒီမှာပါလာလိမ့်မယ်သတင်းမီဒီယာမှာဘလို့နိုင်ငံနိုင်ငံမကြိုက်တဲ့အရာကိုမမေးရအောင်မပြောအောင်ဒေါန်းသက်ချင်တော့တစ်ခေါက်ပြောတာဟောသူ့ကိုအာနာရအာနာရဆိုတော့ ခမဘီဘီစီကမေးရလေအာနာရရလို့ကျွန်မကမသုံးပါနဲ့တဲ့မကြိုက်ဘူးတဲ့ခမအမမီလာမသိဘူးဒေါန်ဆန်းသူကြီးအဲ့ဒါကျွန်တော်မှရှိရမဖွင့်ပြပေးနိုင်ဘူးလို့နော်အခုကတော့မဖွင့်ပြပေးသွားဗီဒီယိုရလိုက်ချမှာများလို့ကျွန်တော်နော်ခမမမီလာမသိဘူး BBC မေးတာလေအဲ့ဒီကဥခင်သောဆိုရဲလူလာမသိဘူးအာနာရလာအာနာရကျွန်မအာနာရလာလို့မသုံးပါနဲ့ဆိုတော့ဒေါန်ဆန်းသူကြီးတခါပဲပြောရလိမ့်ခမကျတော့တချို့အရာတွေမှာလိုက်နာမယ်ကျင့်ဝတ်တွေရှိတယ်နော်အကြောင်းဒီကလေးညင်ဖွင့်ပြပေးပြီးတော့ဖတ်ပြပြီးတော့စာအောင် ဒီရိုဟင်ညာဆိုတဲ့အုံလုံးပေါ့နော်ရိုဟင်ညာဆိုတဲ့အုံလုံးဒီလူတွေကလည်းသူတို့ကိုသူတို့ရိုဟင်ညာလို့ခေါ်တယ်သူတို့ကသူတို့ကိုသူတို့ရိုဟင်ညာလို့ခေါ်တော့နိုင်ငံတကာကလည်းပဲလူခွင့်ရေးဖွဲ့တွေကုလသမဂ္ဂဘဝင်နိုင်ငံတကာအဖွဲ့အစည်းတွေတခြားနိုင်ငံတကာအစိုးရတွေတောင်းရှိတွေကလည်းဒီလိုမျိုးခေါ်တယ်ဒါပေမဲ့ဒီအုံလုံးပေါ်မှာဥပမာကျွန်တော်တို့သတင်းမီဒီယာတွေဆိုရင်ဒီအုံလုံးကျွန်တော်တို့ကတော့ကျွန်တော်တို့မှမူရှိပါတယ်ဒီအုံလုံးသုံးဆွဲရတဲ့ပတ်သက်ပြီးဒါကိုမြန်မာအစိုးရကလုံးဝလက်မခံပါဘူးဆိုတော့ကျွန်တော်တို့တကယ်ပြီးပြောပါတယ်ဒါပေမဲ့ ဒီတွင်မှာတချို့သတင်းမီဒီယာတွေကိုပြန်ကြားရေးကနေပြီးတော့သတိပေးတာတွေရှိရဲ့ဒီသုံးလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးကျင်တာကဒီသုံးလုံးကဘာဖြစ်လို့မြန်မာစိုးရအနေနဲ့ခက်ခါတီးတီးဖြစ်နေရတာလဲအဲ့တော့တကယ်လည်းကျန်တော့ဟိုဥရောနေရလဲဟိုတမိုင်းနေပြန်ချင်းတိမှာပါဒါဗြိတိရှအဲ့င်္ဂလိပ်တွေဆိုတာနေရာတွေအမတန်စနစ်စနစ်ရှိပါတယ်အဲ့တော့ဗြိတိရှနိုင်သူ့ရဲ့စီးရင်နေပေါ့နော်1948အတိုင်းဒီအဲ့လောက်ဒီကာလကိုသူ့ရဲ့ တကောင်စင်းနေအကုန်ပြန်ကြည့်ရခိုင်ပြည်တကောင်စင်းနေပြန်ကြည့်လိုက်ပါလမ်းအခိုက်ပါလည်းရှိပါတယ်အဲကြည့်လိုက်အဲ့ထဲမှာရိုဟင်ဂျာဆိုတော့လုံးဝလုံးဝမရှိခဲ့ပါဘူးတချို့ကတော့အဲ့ဒီချက်ကောင်နီယန်ဆိုမျိုးအဲ့လိုမျိုးတွေတုံးထားတာရှိပါတယ်အဲ့တော့ရိုဟင်ဂျာဆိုတာတကယ်တကယ်ကတော့စတင်ဟိုတုံးလာတော့1950ဆိုတော့1950အလွန်ပိုင်းလာပါစပြီးတော့အသုံးပြုလာခြင်းဖြစ်ပါတယ်အဲ့တော့ဒါအဲ့အချိန်ကြာမှတော့တို့ရတယ်တိုင်းသားလူမျိုးအုပ်စုတစုဖာမျိုးတို့ရဲ့ နိုင်ငံရေးခွင့်ရေးပါမျိုးတွေလိုချင်တဲ့အတွက်ဒီဟာမျိုးကိုပြန်လဲပြီးတော့တီထွင်သုံးဆွဲလာခြင်းဖြစ်တယ်လို့ဟိုကျွန်တော်တို့နေတဲ့ဒါအတမိုင်းထောက်ထားရလေရှိပါတယ်အဲ့တော့ဒီလိုသူ့ကိုဟိုပြန်လာတဲ့လူတွေသည်ဟို1982 citizenship law ရသူတို့နိုင်ငံသားအာဖြစ်နိုင်ပါတယ်ဒါပေမဲ့ဟိုတိုင်းရင်းသားဟိုပေါ့ ethnic group အနေနဲ့သူတို့အနေနဲ့ကတော့ တကယ်လို့လည်းမဟုတ်တဲ့အတွက်ပေါ့နော်ဟိုဖြစ်နိုင်တဲ့အကြောင်းမရှိပါဘူးဘာလို့လဲဆိုတော့90ခုနဟိုထဲမှာလည်းဘာလို့လဲဆိုတော့ဟိုဟောပေါ့ကျွန်တော်တို့1824အင်္ဂလိပ်တွေပေါ့ရခိုင်ပြည်နယ်မသိခင်အဲရှိတဲ့ အုပ်စုတွေကိုပဲကျွန်တော်အနေနဲ့ ethnic group လို့သတ်မှတ်ထားတာရှိပါတယ်။ဟုတ်ကဲ့ဆိုတော့ Rohingya တိုင်းရင်းသားမဟုတ်ဘူးဟောကွန်ကြီး။ဒါတိုင်းရင်းသားဆိုတဲ့ကိစ္စကတော့အင်မတန်ချစ်တင်ဖြစ်စရာကိစ္စပါ။တိုင်းရင်းသားဆိုတာဒါမြန်မာနိုင်ငံမျိုးမဟုတ်အတော့ကိုပြဿနာရှိတယ်ဆိုတော့ကျွန်တော်ပြောနိုင်ရတယ်။ဆိုတော့ Rohingya တိုင်းရင်းသားမဟုတ်ဖဲနဲ့ဥပမာ Rohingya Muslim ဆိုပြီးတော့ရောမဖြစ်နိုင်ဘူး။ဟုတ်အခုကတော့ဟိုလူမျိုးတစ်မျိုးနာမည်အဲ့လိုမျိုးတီးခြားတတ်မှတ်လာလို့ရှိရင်ရေရေရှိမှာတို့ကတိုင်းတို့ရဲ့ဥတီကျက်ကတိုင်းရင်းသားအုပ်စုတစ်ခုဖြစ်တဲ့ဆိုပြီးတော့ဒီနေရာမှာသူလူဦးရေများတိုင်းရင်းသားဆိုတော့ဒီနေရာနေ ဟုတ်လားဟိုအခွင့်အရေးဟိုဒီကနေခုနဟိုဆန္ဒခံဝဲလှုပ်လာမဲ့ဗာဒါမျိုးတွေသူတို့ရဲ့နိုင်ငံရေးညီမချက်တွေအသုံးချသွားတာမျိုးအဲ့ဒါကိုဆိုရင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုအစိုးရအနေနဲ့ကတော့ဒီလိုပေါ့အငင်းပွားတဲ့ nomenclature ပေါ့နော်အသုံးလုံးရိုဟင်ဂျာတို့ဘင်္ဂလီတို့အဲ့မျိုးတွေပြောနေခြင်းအဖြစ်ဟိုကျွန်တော်တို့ပြဿနာကိုဖြေရှင်းနေရမှာချိန်မတိုးနိုင်လို့ဖြစ်နေပါဘောနော်ဒါကြောင့်မို့လို့အဲ့ဒါမျိုးကိုကျွန်တော်တို့ကဒါဟိုနှစ်ဖက်စလုံးရှောင်ရှားပြီးတော့ဒီစကားကိုရှောင်ရှားပြီးတော့ သုံးဆွဲခြင်းဖြစ်ပါတယ်တကယ်တကယ်ကတော့ဒီကိုမြန်မာနိုင်ငံဝင်လာတဲ့လူတွေအိန္ဒိယဆိုရင်အိန္ဒိယဘာမီးဆိုလည်းပဲ Chinese ဆို Chinese ဘာမီးဆိုပေါ့နော်နောက်ဒီ East Bengal ဆိုတော့လည်း Bengali တို့လိုလိုပဲခေါ်ပါတယ် Bengali ရဲ့အတိတ်ပဲက Bengali နိုင်ငံသားတော့မဟုတ်ပါဘူးဒီဒီ Bengal origin ကိုပြောတာပါနောက် Nepal ကလာတဲ့ Nepali ရှိရှိကော်ရကားတွေရှိတယ်အဲအဲ့လိုပဲသူတို့တွေလည်းဒါတိုင်းသာဥစုတစုလည်းမတောင်းကြပါဘူး။နာမည်တခုလည်းမထွင်ကြပါဘူး။အဲ့တော့အခုဟာကတော့ သူတို့အိန္ဒိယဘက်ကလည်းအာတံဘက်ကိုကူတာတွေလည်းရှိတယ်အဲ့ဒီဘက်မှာကျွန်တော်လည်းဒီလိုမျိုးသူအုပ်စုသူလူမျိုးအုပ်စုဆိုပြီးတော့ဟိုသူ့ဟာသူတတ်မှတ်တာမရှိဘူးမြန်မာဘက်မှာအဲ့လိုဘင်္ဂါလီဟိုဟိုအဲ့ဒီကျွန်တော်ကနေပြီးတော့ဒီရင်ဂျာရေလို့တတ်မှတ်လာခြင်းကသူတို့ရဲ့ဟိုနိုင်နေမီခွတ်ထွက်ဖို့လို့နော်အဲ့အဲ့လိုအခွင့်အရေးတွေတောင်းဆိုဖို့အတွက်နိုင်ငံရေးရည်မှန်းချက်ရှိတဲ့အတွက်အဲ့ဒီအန်ဒရယ်ကြောင့်မို့လို့ကျွန်တော်အနေနဲ့လက်မှတ်ခံခြင်းဖြစ်ဖြစ်ပါတယ်ဟုတ်ကဲ့ ဲ့တော့နည်းနည်းတော့ဒါဒါဒါ VOE တော့ကမြောက်ဒါကမြောက်သိရရနော်အမေရိကန်ရွေးသေးကြောက်နော်ချူစီပြာစီဖြစ်သွားတဲ့ရပါဘောနော်အားဖြင့်ကတော့ရက်သွားတယ်ဘောနော်နည်းလေးအသိဖို့ပါ နော်လက်ခံရင်လက်ခံရင်ကမြောက်ပါလက်ခံရင်လက်ခံရင်ကမြောက်လို့ပါနော်ကြတော့ညောင်ရောသမိုင်းဘုတ်တဲ့ရေးတဲ့အားလေးဖတ်ပြပြီးမှအမြော်အမြင်နဲ့ ပြောင်းရွှေ့ခိုးဝင်ပညာသင်ဒုက္ခတဲ့တို့လိုပုံစံပုံစံစုံနဲ့အစ္စလမ်ဘာသာဝင်တွေကအနောက်နိုင်ငံတွေကိုရောက်အောင်သွားကြတယ်တဲ့မိမများစွာကလေးများစွာနဲ့လူအများစုဖြစ်လာရှီယာရာဥပရိပြဋ္ဌာန်းပေးဖို့တောင်းဆိုတယ်တဲ့သူတို့ကလည်းအဲ့လိုအမြဲလုပ်တယ်တဲ့ခရစ်ယာန်ဘာသာကနေအစ္စလမ်ဘာသာကိုပြောင်းသွားတဲ့ဥရောပသားတစ်ယောက်ကနော်ရှီယာရာဥရိအယအမျိုးသမီးတွေကိုကြောက်ခဲနဲ့ပေါက်ရတာမပျော်ဘူးလို့ထုတ်ပြောလိုက်တယ် เนาะရှီရာလာဥပရိကိုတာမန်လူတွေလက်မခံဝင်ကြတာတဲ့အဲ့လိုကိစ္စမျိုးတွေကြောင့်ဖြစ်မယ်ထင်တယ်တဲ့အမျိုးမြင်နေခဲ့ကြတဲ့ဥရောပနိုင်ငံသားတွေနိုင်ငံတွေမှာမစ္စလမ်ဘာသာဝင်တွေเนาะရှီရာလာဥပရိပြဋ္ဌာန်းပေးဖို့တောင်းဆိုလာလို့ဆန္ဒပြတာတွေဖြစ်နေကြတယ်အင်္ဂလန်တရားရုံး80လောက်မှာတရားဝင်မဟုတ်ဖဲရှီရာလာဥပရိနဲ့တရားသိရင်နေရတယ်ရှိတယ်လို့ဆိုတယ်တဲ့ သာနာပြနေရတဲ့နိုင်ငံတွေထဲမှာအင်္ဂလန်လည်းပါတယ်အင်္ဂလန်ကနောင်ချိန်မှာအခုလို ဖြစ်မယ်ဆိုတာတွေးမိလို့နော်ဘာအိစ်စ်ဆိုပြီးတော့အစောကြီးတည်းက EU နိုင်ငံတွေတဲကနေခွဲထွက်ခဲ့တယ်သို့ပေမဲ့အင်္ဂလန်နိုင်ငံကိုပြင်သစ်လို့နိုင်ငံကနေလှေစီးပြီးဝင်လာကြတဲ့ဒုက္ခသည်တွေနေစဉ်ရှားထောင်ကြီးရှိတယ်တဲ့အဲ့လိုလှေစီးကိုဝင်နေကိုမြင်တွေ့ပေမဲ့လည်းသူတို့ရဲ့ liberal ဥပဒေအရဖမ်းခွင့်မရှိဘူးတဲ့ဒါကြောင့် နော်ဘာအစ်စ်လှုပ်ထားတဲ့အင်္ဂလန်မှာအစ္စလမ်ဘာသာကိုးကွယ်တဲ့ဒူတွေအချိန်တိုအတွင်းအများစုဖြစ်လာတာတဲ့အင်္ဂလန်မှာမင်္ဂလင်းငယ်တိမ်ပေါင်းများစွာမနိုင်ကျင့်ခံရပြီးဆွီဒင်ဒိန်းမတ်စားရှိတဲ့အရင်အေးချမ်းခဲ့တဲ့နိုင်ငံတွေမှာမနိုင်ကျင့်ခံရတဲ့အများဆုံးနိုင်ငံတွေဖြစ်လာပေမဲ့ပိုလန်နိုင်ငံမှာအကြမ်းဖက်နဲ့မရိမှု0တုံညပဲရှိတယ်ပိုလန်လေးသိရမလားပိုလန်ပြောတာ မင်းအဲ့ဒီဒုက္ခသည်တွေကိုမင်းတို့ဟိုရင်ပြစ်နေလို့ကြည့်မင်းတို့ဘာသူမင်းတို့ခေါ်သွားလို့ပြောတာအာပိုလန်ကျွန်တော်တောက်ချောက်ပြောခဲ့တာခင်ဗျာနော်ပိုလန်က liberty ကြောင့်ဒုက္ခသည်တွေကိုကိုတာစနစ်နဲ့ခွဲဝေပေးတာကိုလက်မခံခဲ့ဘူးတဲ့မြန်မာနိုင်ငံရခိုင်ဒေသကထွက်ပြေးတဲ့သူတွေကအာတူပီနဲ့အညီနိုင်ငံတကာအာမခံချက်နဲ့ဇာတိမြေပြန်လာနိုင်ရေးကိုကုလသမဂ္ဂနီလာကန်ကဖုံးပြပေးဖို့ဘင်္ဂလားဒေ့နိုင်ငံဒုက္ခသည်စကမ်မှာနေတဲ့ ူတွေကစတင်ပါလာ29ရက်နေ့မှာတောင်းဆိုခဲ့တယ်တဲ့နော်သူတို့တောင်းဆိုထားတဲ့အချက်၅ချက်ပါတဲ့ကိုပိုင်ပြထန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်လည်းပါတယ်တဲ့နေစရာတော့နေရမပေးရသေးဘူးကိုပိုင်အုပ်ချုပ်ခွင့်ပေးရမယ်ဆိုတဲ့တောင်းဆိုတာအဆင့်ကျော်လုံးမနေဘူးလားတဲ့လာမနေနဲ့လို့ခွင့်မပြုတာကလာမနေနဲ့မခွင့်ပြုခွင့်မပြုတာကပိုကောင်းနေတဲ့သူတို့တွေကအချိန်ယူပြီးတိုင်မင်ဂိုက်လုပ်နေကြတာ ယူနော့ကလည်းကုလသမဂ္ဂမှာအေအေတွေအကြောင်းပြောတယ်ဘင်္ဂလားဒေ့စ်စစ်တပ်ကအရင်ကပလင်းတူဘူးဆိုဖြစ်ခဲ့တဲ့အေအေတို့ရဲ့ဝင်ငွေလမ်းကြောင်းမူရစေဝါကိစ္စတွေကို ဖော်ရတယ်ထွက်ပြေးဘင်္ဂါလီတွေကနေမီတောင်းတယ်အာနာကလွယ်ပြီးဘာမှမသိတော့တဲ့မြန်မာနိုင်ငံကိုပုံကန်ဆန့်ကျင်နေတဲ့အဖွဲ့ဘက်ကလည်းအဲ့ဒီထွက်ပြေးတွေကိုမြန်မာနိုင်ငံထဲလာနေရဖို့သူတို့တောင်းဆိုတာတွေကိုလက်ရောဖို့ကုလသမဂ္ဂရဲ့အထိပြောပေးနေကြတယ်တဲ့တယောက်များဆို သူတို့နဲ့အတူမြန်မာနိုင်ငံကို ပြန်လာမယ်လို့ထိပြောတယ်တဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာအသက်၁၄နှစ်ရှိတဲ့ရခိုင်မလေးကိုဘင်္ဂါလီတွေဝိုင်းပြီးမရင်ကျင်းလိုက်ကြတယ်သူတို့မရင်မှုကအမြဲပါလာပြီးသားစကားချက်နော်ဒါကိုမကျင်းတဲ့လို့ဘင်္ဂလားဒေ့ရှ်မှာနေတဲ့ရခိုင်တွေကဆန္ဒပြတာဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့ရခိုင်၄ယောက်တေခဲ့တယ် ဒီရက်ဒီကရက်ကမပြီးသေးဘူးအခုဆိုရင်ရခိုင်မျိုးကိုဘင်္ဂါလီတွေအုပ်စုလိုက်အကြမ်းဖက်လာကြပြီးရခိုင်နေပြန်ဝန်းလည်နေပြီတဲ့ရခိုင်ဘက်ကလည်းရခိုင်တယောက်သူတို့အဲ့ဒီအဲ့ဒီဘာသာဝင်လူမျိုးတွေကိုလက်ခံထားလို့မရဘူးမြန်မာတိုင်းရင်းသားတွေအလုံးလဲလက်မခံပါနဲ့ဆိုတာမျိုးပြောလာတဲ့ဗီဒီယိုတစ်ခုကိုကြည့်လိုက်ရတယ်တဲ့ထွန်းမြတ်နိုင်ညိုညိုထွန်းနဲ့ခိုင်ဒုက္ခတို့ရှင်းပေးကြလိမ့်မပေါ်တဲ့ဗမာနဲ့ဗမာစစ်တပ်ကတော့လာကူညီလို့မရဘူးတဲ့သူတို့ ကိုယ်တိုင်အလားမခံပဲတိုက်ထုတ်ထားတာမဟုတ်လားတဲ့။ကဘာကြီးကလည်းရုရှားယူကရိန်းဟာမတ်အစ္စရေးစစ်ပွဲတွေကြောင့်ရခိုင်ဒေသဘက်ကိုအာယုံမဆိုင်အာယုံမဆိုင်နိုင်သေးတာကျေးဇူးတင်ရမလို့ဖြစ်နေတယ်။ဒါ့ပေမဲ့အေအေတို့တကဘာလုံးရင်ဆိုင်နေရတဲ့ပြဿနာဖြစ်နေတဲ့သူတွေကိုတေချာပေါင်းရင်ဆိုင် ဖြည့်ချင်းရလိမ့်မယ်တဲ့။ခမန်းနာကနောက်၄-၅နှစ်တွင်ဖြည့်ချင်းရမယ်လို့ထင်ထားခဲ့တာအခုတော့ပြဿနာတွေကဆလာပြီတဲ့။ စလာပြီးကိုတွေ့နေရပြီတဲ့ဥရောပနိုင်ငံနဲ့လူထင်ကြီးခန့်ညင်ကြတဲ့နိုင်ငံရေးသမားဆိုးတွေညှော်လင်းအမျိုးအမြင်မရှိခဲ့တာလားရှော့တွက်ခဲ့တာလားမပြောတတ်ဘူးအစ္စလာမ်ဘာသာဝင်နေတဲ့ပြဿနာတွေအကြီးကြီးဖြစ်လာကြပြီတဲ့တိတ်မထူးတော့ဘူးမြန်မာနိုင်ငံကလူထင်ကြီးခန့်ညင်ကြတဲ့အမျိုးအမြင်နဲတဲ့လူတွေနိုင်ငံရေးဒီမှာသိုးတွေလူအစိုးတွေကြောင့်ဖြစ်လာတာလို့တဖွားဖွားပြောနေကြတဲ့ကဘင်္ဂါလီတွေအေးရင်ဆိုင်လာရပြီတဲ့ရခိုင်ကမပူပါနဲ့လို့ပြောထားတဲ့ရခိုင်တွေ လာပြောတတ်ကြလို့မပူပါဘူးတဲ့တို့ပေမဲ့ရခိုင်ပြီးရင်ပြည်မတဲ့ကိုဆက်ရင်ဆိုင်ရမယ်ကိစ္စကိုဘလို့တားဆီးမလဲဆိုတာကိုတော့တွေးထားရမှာပေါ့တဲ့မိုးတင်ဆိုရင်၄ရက်၁၀လ2025ဟမ်အကြတော့တင်သွင်းတာလည်းခဏတိကက်ပြီးလေတိကက်ပြီးပြီးဆိုတာဒီမှာကျွန်တော်ဖွင့်ပြဖွင့်ပြမယ်ကြာနော်ခင်ဗျားတို့ခင်ဗျားတို့ခင်ဗျားတို့သာအာဘာပြစ်တဲ့ညာပြစ်တဲ့ပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့ခင်ဗျားတို့ဖြစ်နေတာဟမ် သူတို့တွေသူတို့တွေရခင်ဗျဘလိုတွေလုံနေတော့ဘလိုတွေကင်နေတော့ခင်ဗျဟင်ညတော့ဝဝင်နှုဆိုရင်ဘာပြောတော့ညတော့ညတော့နော်သူများတွေကကုလသမဂ္ဂတွေမှာဝင်ထိုင်နေပြီးပြောနေပြီ Give the floor to Miss IY New founder and executive director ထုံးခင် Civil society colleagues ဝဝင်နှု My fellow Rohingya and people of Myanmar I am honored to speak to you today Executive Director of Women's Peace Network, an organization advancing human rights, justice, gender equality, and peace. I thank the President of the General Assembly and her team, the Bangladesh Mission, and all member states for making this conference possible. This is a historic occasion for Myanmar, <coughs> is, but, this, it is long overdue. lasting solution over a temporary fix. One that is grounded in a pathway for the future that people of Myanmar define. We cannot just walk away from today after a series of statements. Instead, we need a concrete follow-up mechanisms, one that ensure sustained monitoring of the result of today's conference, clear benchmarks and above all, the meaningful inclusion of the community's voices in all decisions about their futures. And it must immediately end the ongoing killing fields in Myanmar. As I speak, the Burmese military junta is continuing to commit mass atrocities all across the country. Airstrikes are killing women and children, youth are being forcibly conscripted political prisoners are tortured. Women and girls and LGBTQI plus 叫着，明打架了，嗯，嗯，明打架了，哪着？都咩啊？别一楼泥劳哦，咩啊？克拉罗趁机捏住啊！克拉一楼劳哒，咩啊？克拉一楼劳哒，嗯？我我、哦、你阿在看那个啊？别在干啥？一楼泥阿做啊？咩啊？砌泥砖。 ဟမ်မတင်သေးတဲ့လူတွေခင်ဗျာ UN ထဲမှာဟာဟိုလိုပြောဒီလိုပြောဟိုလိုလုပ်ဒီလိုလုပ်ဆိုခင်ဗျာနည်းလေးစဉ်းစားကြပေါ့ဟမ်ဒါဝဲရှင်းရှင်းမသိလို့ဘူးခင်ဗျာမဲခင်ဗျားတို့ဟမ်ဘာသာရေးသာသနာရေးလူမျိုးရေးနိုင်ငံရေးဘာညာကူကအကုန်မေ့ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အားတိုင်းမမတ်ဟမ်ခင်ဗျာ DIA ဖြည့်ချင်းလို့ရတဲ့ရတယ်ဟိုအားဖြည့်ချင်းလို့မရဘူးခုခင်ဗျားတို့ UN ပေါ်ရောက်နေပြီဟမ် ကျွန်တော်အမြဲတမ်းပြောရဲခင်ဗျာကိုညီကိုချင်းတွေကတချိန်ပြေလဲမှာပြေလဲလို့လဲခင်ဗျာကြည့်လိုက်လေတခုပြီးတခုတခုပြီးတခုဘလို့ဖြစ်နေရောကိုဂျိုးစီဝါကိုဂျိုးစီဝါနေခင်ဗျားတို့ပြေလဲသွားပြီလေဟမ်မပြေလဲတဲ့အရာခင်ဗျားတို့အရေးကြီးလုံးရမယ့်အရာစီစီလုံးလုံးရမယ့်အရာကြတော့အာအသေးသားအသေးသားဟမ်ဘယ်သူမှဖောက်ခင်မှုစားကြအောင်ခင်ဗျားတို့ဟမ်ခင်ဗျားတို့ဖောက်ပိဖောက်ပိနေသူများတွေကခင်ဗျားတို့ကိုတိရအချိန်ကိုက်လောက်တာအချိန်ကိုက်ခင်ဗျားတို့ဟာဘက်ကိုလှည့်ထားပြီးတော့သူတို့ကအချိန်ကိုက်လောက်နေတာဒါအောင်မမြင်ကြဘူးခံကြပါခံကြပါ ဟမ်သူများကြီးဘလို့ဖြစ်နေတော့သူများကြီးဘလို့ခံနေအောင်ဘလို့လုပ်နေအောင်ခွဲဟမ်သူတို့ကသူတို့ရေးကိုဘတော့မှမမေ့ဘူးသူတို့ကသူတို့ရေးကိုဘတော့မှမမေ့ဘူးခင်ဗျားတို့အာနေတိုင်းအာနေတိုင်းသူတို့ကချစ်တလန်းတိုးနေမှာခင်ဗျားတို့ကတလန်းမီတလန်းတလန်းနောက်ဆိုးရမှာဖောက်ပိန်းနေရနော်မြင်အောင်ကြည့်ပေါ့မြင်အောင်မကြည့်တော့ဘာဖြစ်တော့ပြောသလိုပဲရခိုင်အောင်မပူပါနဲ့တဲ့ကျွန်တော်ကျွန်တော်လာပြောကျွန်တော်ကျွန်တော်စကားအဆုံးပြောပြီဗျာအဆုံးဆုံးပြောပြီကျွန်တော်အဓာကြီးထက်လည်းမပြောချင်တော့ကျွန်တော် KC ပြောပြီ KC channel တောက်ချောက်ကြည့်နေတဲ့လူတွေသိပြီကြား နော်ကျတော့ဒီဘက်ထပ်မကျွန်လာဘူးအတွက်ဘလို့စစ်ထစင်လာမှာတော့ဆိုတာပဲစဉ်းစားရမှာချင်းချင်းလေးနော်